Hello အလုံးဝမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့နီးပြဖြစ်တဲ့ Ruben Amorin အတွက်တော့ကျွန်တော်သာတောက်လျှောက်ဆူသလိုရလက်တီစူးဝါနေပြီးတော့အချိန်ကြီးမကောင်းတဲ့ပွဲစဉ်တွေအပြီးမှာနောက်ထပ်သူ့အနာဂတ်ကို TI ရိုက်ခတ်မှုရှိစီနိုင်တဲ့ Sunderland နဲ့ပွဲလဲကျွန်တော်လာပြီးပေါ့လေဒီဒီဘက်မနေ့ပြန်မှာဆိုလို့ရှိရင်ကျွန်တော်ရှိမင်းကစားသွားမှာပဲဆိုတော့ Manchester United ကပွဲစဉ်6ပွဲကစားပြီးတဲ့ခါမျိုးမှာနိုင်ပွဲက2ပွဲထပ်ပူမရသေးဘဲနဲ့တိုင်ပတ်နေတယ် အခုလည်းပဲအဆင့်က14ရောက်နေတယ်ဆိုတော့ဒီဆန်ဒါလန်နဲ့ပွဲဟာအမ်မိုရင်အတွက်အင်မတန်အရေးကြီးပါတယ်။ရရလက်ကောင်ယူနိုင်ဖို့ကပြဿနာကလည်းရှိတန်တက်ဆန်ဒါလန်ကမန်ချက်စတာယူနိုက်တက်ရဲ့အများကြီးပိုကောင်းတဲ့ performance ကြီးကျွန်တော်တို့ပြနေတယ်။နော်ဆိုတော့ဒီဆန်ဒါလန်တင်းကိုကျွန်တော်နိုင်မှမလား။ဆိုတော့နိုင်တာမနိုင်တာကတော့ဘယ်လိုပြောမလဲတကယ်တကယ်じゃကြည့်ရမှာပေါ့လေ။ဒါပေမဲ့တည်ကြတာတခုကတော့အကယ်လို့မြန်ဒီပွဲမနိုင်ဘူးဆိုရင် အမှုရင်းဟာချက်ချင်းထုတ်ပေခံရနိုင်တဲ့အနေအထားတွေကြုံရနိုင်တယ်။အကယ်လို့နိုင်နေဆိုရင်တောင်မှဘာမှအပြောင်းလဲသိပ်ပြီးတော့ရှိနိုင်မှာမဟုတ်တဲ့အနေအထားမျိုးတွေကျွန်တော်တွေ့ရမှာ။ဘာလို့လဲဆိုတော့နှစ်ပွဲရှုံးတစ်ပွဲနိုင်နှစ်ပွဲရှုံးတစ်ပွဲနိုင်ဖြစ်နေတယ်ဆိုတဲ့အခါကျတော့ဘလူးမန်အသင်းရဲ့အနေအထားကရှေ့မရောက်လို့ပဲ။အဲ့ဒီတော့ဒီဆန်ဒလန်တို့ဘာလို့လဲပွဲမှာကျွန်တော်အနေနဲ့ပေါ့နော်အနိုင်ရလဲယူမယ်ဆိုရင်တောင်မှအမှုရင်းအတွက်သိပ်ဘာမှထူးခြားတဲ့အနေအထားမျိုးကျွန်တော်အနေနဲ့ဟုတ်မနေဘူး။အဲ့ဒီတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတော့ Sunderland နဲ့ကျွန်တော်တို့အရင်ဆုံးကျွန်တော်ပြောကြည့်အောင် Sunderland ရဲ့လက်ရှိနေထားကိုကျွန်တော်ကြည့်ရင် Sunderland ဟာလက်ရှိအဆင့်9မှာပါเนาะပရီးမီးယားလိအဆင့်9မှာပြီးခဲ့တဲ့ပွဲစဉ်ပရီးမီးယားလိကျွန်တော်တို့6ခုကျွန်တော်ကြည့်မယ်ဆိုလို့ရှင် Sunderland ဟာ Postigo Guri ရဲ့ Nottingham Forest ကိုကျွန်တော်တို့1 2ဆိုတဲ့ရလိုက်နေပေါ့เนาะကျွန်တော်တို့ away queen မှာကျွန်တော်တို့အနိုင်ယူထားတယ်ဆန်ဒလန်တော့အဝေးကွန်းမှာကျွန်တော်တို့အနိုင်ယူထားတယ်ဆိုတော့ ဟိုဘယ်လိုပြောမလဲအနီထားကအနီအဆောက်1စီးပေါ့နော်1စီးဆိုတဲ့ရလနဲ့တို့ဒါအဝေးဘက်မှာအနိုင်ယူထားတာအနီထားကကျွန်တော်အနေနဲ့ Forest Quinty သွားပြီးတော့ကိုအနိုင်ယူထားတာနော်ဒါအပြင်ကျွန်တော် DRG Premier League မှာဆိုရင် Sunderland ဟာ6ပွဲကစားပြီးတဲ့အချိန်မှာ3ပွဲအထိအနိုင်ရထားတယ်2ပွဲတည်ရကျထားတယ်2ပွဲပဲရှုံးနေထားပါသေးတယ်ဒါဒါဟာလီဗာပူးတို့အာဆင်နယ်တို့နဲ့ဒန်းတူပဲပေါ့နော်ရှုံးပွဲတပွဲပဲကျွန်တော်ရှိသေးတယ်တိုက်စစ်က9-9ရပြီးတော့ခန်းစစ်က4-9ပဲပြန်ပေးထားရသေးတယ်ဒါကိုကြည့်ရင် ိုက်စစ်ခံစီပိုင်းမှာကိုရီမန်ချက်စတာယူနိုက်တက်ရဲ့အများကြီးပိုကောင်းနေပေါ့နော်အနေထားတွေကျွန်တော်ကရထားနိုင်တယ်ကျွန်တော်ပြောရမယ်ဆိုတော့ကိုရီယူနိုက်တက်ကတော့ညီကလို့တွေ့တဲ့အချိန်မှာအဆင့်14မှာနော်အဆင့်14ကိုကျွန်တော်ရောက်နေတယ်အဆင့်14ကိုကျွန်တော်ရောက်နေပြီးတော့6ပွဲကစားပြီးတဲ့နေရာမှာ2ပွဲပဲကျွန်တော်နိုင်သေးတယ်2ပွဲပဲကျွန်တော်နိုင်သေးတယ်ဒါအပြင်တပွဲတည်ကြပြီးတော့3ပွဲအထိကျွန်တော်ရှုံးနေထားပြီးသွားပါပြီတိုက်စစ်က9ကိုရထားပြီးမှခန်းစစ်က17ကိုထိပေးထားတော့ က်ရှိ Manchester United ထဲပို့ပြီးတော့စိုးတဲ့ခံစစ်ဆိုတာလက်ချိုးရည်လို့ကျွန်တော်ပြောတော့9သင်းလောက်မရှိတော့ဘူးကိုရီနဲ့ Brentford ဆိုလို့ရှင်ပေကူ16စီနောက်ပြီးလို့ရှင်ကျွန်တော်က Nottingham Forest က10ခုပဲပြီးရသေးတယ်ဘန်လီက73ခုပြီးရတယ် West Ham က14ခုပြီးရတယ် Wolves က73ခုပြီးရတယ်ကိုရီထက်ပို့ပြီးတော့ခံစစ်မှာစူးစူးဝါးဝါးကြုံနေရတာဆိုလို့ကိုအောင်ဆုံးအဆင့်78 29 20မှာရှိတဲ့3သင်းပဲကျွန်တော်ရှိတယ်။ဒါဟာတော်ကြီးစိတ်ပူစရာပါ ဘာလို့လဲဆိုတော့ MOD ရဲ့လက်အောက်မှာခန်းစစ်ကလည်းအရင်တုန်းကကောင်းတင်အောင်ဖြစ်နေပြီမဲ့အခုဘာမှကောင်းမနေဘူးဆိုတော့တော်တော်ကြီးကိုအရာအလုံးက MOD လက်အောက်မှာတိုးတက်ကောင်းမွန်လာတာဘာမှမရှိဘူးဆိုတဲ့သဘောမျိုးကျွန်တော်ဖြစ်နေပြီဆိုတော့ဒါကြောင့်ပါနော်ဆန်ဒလန်နဲ့ပွဲမှာ Manchester United ရဲ့ကျွန်တော်ဒါတဲထိတ်ရင်ပူသွားနေကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်အောင်မလို့ကျွန်တော်ထင်တယ်အကယ်လို့နိုင်ပွဲဒီပါတွေရရင်တောင်မှဘန်လီတို့ပါတို့နဲ့ပွဲတော့ငါလိုမျိုးတိုင်ပတ်တဲ့အချင်းကြီးတွေကနေရာကောင်းရသွားလိမ့်မယ်မဟုတ်ရင်တော့ဘလူးမတ်လွယ်နေတဲ့ကျွန်တော်အကြောင်းမရှိဘူး ဆိုတော့ဆန်ဒလန်ကတော့တန်တက်အသင်းဖြစ်တဲ့အတွက်သူတို့ဒါဟိုဘယ်လိုတန်တက်သုံးသင်းနေမှာအကောင်းဆုံးပုံစံနဲ့သူတို့ကစားပြနေတယ်ပေါ့လေဆိုတော့ညီကတို့ရောဘလူးရက်လက်တွေထွက်ပေါ်လာမယ်ထင်ကြတယ်ဆိုတော့ဒီပွဲပွဲထွက်လူစင်းနဲ့ပတ်သက်လို့ရှိရင်အမ်မိုရင်အတွက်အပြောင်းလဲတွေကျွန်တော်တို့လောက်လာမလားပေါ့တခုရှိတာကအမ်မိုရင်ဟာအသင်းမှာဆက်ပြီးတော့အချီနီကောင်းဖို့နဲ့ပတ်သက်လို့ရှိရင်အချိန်အများကြီးမရတော့ဘူးဒါကိုလည်းသူသိတယ်เนาะဒါအပြင်လူတိုင်းကလူတိုင်း လူတိုင်းကသူ့ကို နီးစနစ်နီးစနစ်နီးစနစ်မင်းရဲ့ဒီ3421 formation ကြီးကအလုံးမဖြစ်ဘူးအလုံးမဖြစ်ဘူးဆိုပြီးတော့မီဒီယာတွေရောဗာတွေရောအကုန်လုံးကရေးတာပြောဆိုဝေးနော်အင်တာဗျူးတွေလုံနေကြတဲ့အတွက်သူအပြောင်းလဲဆိုတာလှုပ်လာတင်ပြီးနော်အပြောင်းလဲဆိုတာလှုပ်လာတင်ပြီးဒါမှမဟုတ်ကျွန်တော်တို့သိပါတယ်နော်100%သူပြောင်းမှာမဟုတ်ဘူးသူကိုယ်တိုင်ကတော့နီးစနစ်ဆိုတာပြောင်းလဲမယ်ငါတို့လိုအပ်တဲ့အချိန်မှာပြောင်းလဲမယ်ဘာညာပြောနေပြီးမဲ့လေလို့လက်ရှိကလိုအပ်နေတာတည်းပိုနေပြီးသူတို့အပြောင်းလဲမလုပ်သေးဘူး ဆိုအပြောင်းလဲကလည်း formation ပြောင်းတာနေတယ်ပြီးမသွားဘူးเนาะ formation ပြောင်းတာနေတယ်ကျွန်တော်ပြီးသွားဘူးသူလက်ရှိမှာကပြည်တနာက formation မဟုတ်ဘဲနဲ့သူယုံကြည်တဲ့ system player တွေကိုအထားတူတဲ့ rule တွေကပြည်တနာတွေကြုံနေရတာဆိုတဲ့အခါကျတော့ဘယ်လိုမှအဆင်မပြေဘူးအဲ့တော့ Ammonia ဟာ formation နဲ့ချိန်ရမှာမဟုတ်ဘူးအဲအဲ့ဒီထက်အများကြီးဆက်ဆက်မှုတွေရှိတဲ့ကျွန်တော်က system မှာအချိန်တောင်းလောက်ရမယ့်အနေအထားမျိုးမှာအတင်းတွေကဘယ်လိုမှ ကျွန်တော်တို့ဘောနော် MOD လက်အောင်ဒီတပွဲတွေနဲ့အကုန်အပြောင်းလဲဖြစ်ဖို့မျှော်လင့်လို့မရမှာဆိုဒါဟာဒါဟာအရင်ရေးကြည့်ပါတယ်ဒါဟာအရင်ရေးကြည့်ပါတယ်ဘာလို့လဲဆိုတော့အကယ်လို့ formation က3 4 2 1ကနေ6 2 3တွေပြောင်းလိုက်တဲ့ထားအောင်တော့ကစားမားတွေကိုသူအထက်မှာတာဝန်ပေးတဲ့ rules တွေကလက်ရှိ3 4 2 1တုန်းကလိုမျိုးအတူတူပဲဖြစ်နေရင်ဘာမှအပြောင်းလဲဖြစ်မှာမဟုတ်ဘူးเนาะဘာမှအပြောင်းလဲဖြစ်မှာမဟုတ်ဘူးလက်ရှိအသင်းမှာပြဿနာက formation ကျွန်တော်အနေနဲ့ဘောနော်အဓိကမကြပါနဲ့ system ကအဓိကကြနေတယ်ဆိုတော့အဲ့ဒါကြီးကိုလေသူကဘောနော် စစ်စတန်ဆိုတာချက်ချင်းပြောင်းလဲလို့မရဘူး။ဘာညာပြောနေတဲ့အတွက်ဆိုတော့ Sunderland နဲ့တပွဲမှာတင်ကျွန်တော်တို့က RMO နဲ့အပြောင်းလဲတွေလုပ်လာပြီးတော့အရာအလုံးအချင်းကြီးကောင်းသွားပါလိမ့်မယ်လို့ကျွန်တော်တို့တတ်မှတ်လို့မရဘူးဖြစ်နေတာ။နောက်ဆိုတော့ပွဲထွက်လူစင်းမာလေးလည်းအဲ့လောက်ကြီးကြီးကျွန်တော်တို့အပြောင်းလဲဖြစ်ဖို့မျှော်လင့်လို့မရဘူးဆိုတော့ကြည့်ကြည့်အောင်ကျွန်တော်တို့ကတော့ဗောနော် MO ring ကိုအလုပ်ဖြစ်စီခြင်းညားတယ်အလုပ်ဖြစ်စီခြင်းတော့အစ်တဝဲထားတဲ့ကစားမားတွေကိုတုံးဖို့ပြဿနာကမတုံးဘူးလက်ရှိမှာဆိုလို့ရင်ဘိုင်ယန်ဒါပရီးမီးယားလိမှာကျွန်တော်ဆက်တကူပြီးထားပြီဆက်တကူပြီးထားရတဲ့နေမှာသူ့အမားကတက်ဝက်လောက်မกินဘူး เนาะပြီးခဲ့တဲ့ brand phone နဲ့ပွဲစဉ်မှာ3ခုပေးရတယ်ကျွန်တော်2ခုဟာသူ့အမှားနဲ့ကျွန်တော်မกินဘူး2ခုဟာသူ့အမှားနဲ့မกินဘူးတော်တော်လေးတော်တော်လေးကျွန်တော်စိတ်ပူစရာပါတီချင်းကြီးကတော်တော်လေးစိတ်ပူစရာပါဒါပေမဲ့လို့ MO တွေမတုံးဘူးကျွန်တော်တန်း20တီကျွန်တော်တို့ဘောနော်အကုန်ကြခံပြီးတော့ lemons ကိုကျွန်တော်ဝယ်ထားရတယ်ကျွန်တော်လည်းရှိချင်းကြီးကျွန်တော်မတုံးဘူးမတုံးဘူးเนาะဆိုတော့ဒီနေရာမှာကျွန်တော်တို့ပြိသက်တွေဘက်ကကြည့်ရင်တော့မြေကျွန်တော်ဘာဘာလို့မတုံးတာလဲပေါ့မင်းတကယ်ကောင်းဘာလို့အစ်စ်ဝယ်ထားပြီးတော့ဘာလဲညာလဲပေါ့ MO တွေဘက်ကကြည့်ရင် နော်တကယ်တကယ်လေ့ကျင့်ရေးကွင်းနေမှာမင်းဒီကောင်လေးကအဆင်မပြေလို့လားဘိုင်ယန်နာထက်မှတကယ်မပူမကောင်းလို့လားပေါ့ဒါမျိုးကလည်းကျွန်တော်ရှိသေးတာပြဿနာကကျွန်တော်တို့ကလေ့ကျင့်ရေးကွင်းကအရာတွေမမြင်ရဘူးဆိုတော့ဘာတွေဖြစ်လာမှမသိဘူးတေချာတာတစ်ခုကတော့တကယ်တကယ်ပွဲကြီးတွေမှာထက်မသုံးမင်းနဲ့ကျွန်တော်ဘာမှမြင်ရမှာမဟုတ်ဆိုတော့ onboarding ကလည်းအပြောင်းလဲဖြစ်လာမှလားဒီဘက်မှာသူ့ရဲ့အနာဂတ်ကိုပြောရမလဲဒီအဆုံးဖြတ်ဖြစ်နိုင်လောက်မဲ့ပွဲမျိုးမှာတော့ကျွန်တော်ကတော့အပြောင်းလဲလုပ်ပြီးတော့သုံးဖို့ဆိုတာတော်တော်လေးအလန့်ဝေးတယ်လို့ကျွန်တော်ထင်တယ် ဒါကလည်းရှိမှာဂိုးသမားအပြောင်းလဲဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတဲ့အချက်ပေါ့နော်ဆိုတော့ lemons ကိုဘလောက်ပဲကျွန်တော်မြင်ကျင်ညမြင်ကျင်ညအမ်မိုရင်းကတော့ဟင့်အင်တက်တာဘိုင်းပိုင်းပဲနော်ဆိုတော့လက်ရှိမှာဘိုင်နာပဲကျွန်တော်ပါလာအောင်ပါပဲနော်ကျွန်တော်နောက်တန်းမှာဆိုလို့ရှိရင်လည်း lenny euro ကိုပြန်ပြီးတော့ထည့်သင့်ပြီလို့တော့ကျွန်တော်ထင်တယ် harry maguire တို့ဘာလို့အဆင်ပြေတယ် dilit တို့ဘာလို့အဆင်ပြေတယ်ဒါပေမဲ့လို့ luke shaw ကအဆင်မပြေဘူးပြည်တနာကဘဲ lcb မှာသူဟာဘဲချီတန်နဲ့ကစားမကိုပဲထားကျင်တာဖြစ်တဲ့အတွက် ကျွန်တော်လူချောကတော့ကျွန်တော်ပါလာအောင်ပါပဲဆိုတော့မကွိုင်းရကိုဒီနေ့ခြံခဲ့လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကကျွန်တော်ကျွန်တော်အနေနဲ့ပေါ့နော်ဒီပွဲမှာခန်းစစ်၃ယောက်ပါဆိုလို့ရှိရင်လူချောပါမယ်ဒီလစ်ပါမယ်ပြီးရင်ယူရိုပါမယ်ဒီ၃ယောက်ကအသင်းရဲ့လက်ရှိပေါ့နော်ကျွန်တော်တို့သာ balance ညီတဲ့ခန်းစစ်၃ယောက်လို့ပြောလို့ရတယ်မကွိုင်းရကကစားမကအဆင်ပြေပါတယ်ဒါပေမဲ့လို့အမ်မူရင်သွားကျင်ပါတယ်ဆိုတော့ high line ကိုကစားတဲ့အခါ recovery phase မရှိတော့တိုင်းပက်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကမကွမ်းရကိုပြောကြတယ်ပေါ့ဗျာအများစုကမကွမ်းရကမလိုက်နိုင်ဘူးတို့မပြေးနိုင်ဘူးတို့ဒါပေမဲ့လို့ကစားမားတွေရဲ့အားသာချက်အားနည်းချက်တွေကိုကာကွယ်ပြီးထုတ်သုံးဖို့ဆိုတာမျိုးကနှီးပြရဲ့တာဝန်ပဲနှီးပြရဲ့တာဝန်ပဲအဲ့ဒီတော့ကျွန်တော်အနေနဲ့ပေါ့နော်ဘယ်လိုပြောမလဲဟဲဒီမကွမ်းရတို့ဘာလို့မလိုက်နိုင်ဘူးဆိုတာသိရတဲ့အတန်းနဲ့မကွမ်းရကိုမလိုက်နိုင်တဲ့စပီပေးထားလို့ကျွန်တော်မရဘူးဒါဒီနှီးပြကကိုကစားမားကိုတတ်နေတယ်လို့ကျွန်တော်ဖြစ်နေတာ အဲ့ဒီတော့မကွိုင်းရကိုလက်ရှိဟာလိုင်းကစားညင်ပါတယ်ဆိုတော့ MOD နဲ့အဆင်မပြေဘူးเนาะဆိုတော့လူချောကိုကျွန်တော်တို့ထည့်ရမှာပဲဆိုတော့အပြင်လန်နီယူရိုက recovery phase ကောင်းနေဆိုတော့ဒါခန်းစစ်၃ယောက်မှကျွန်တော်တို့ပါလာမယ်လို့ကျွန်တော်ထင်တယ်ဒါအပြင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ကွင်းလယ်၂ယောက်နေနေရာမှာဆိုရင်ကက်စမီရိုပြန်ပါလာလိမ့်မယ်ထင်တယ်ဘရူနိုပါလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်တို့အနေနဲ့ဖာနန်ဒက်စ်ရဲ့အကောင်းဆုံးအကြီးချင်းကိုကျွန်တော်ကမြင်ကျင်ကြတာပြည်တနာကဖာနန်ဒက်စ်ကသူ့အကောင်းဆုံးအကြီးချင်းကိုပြလို့ရမယ့်နေရာမျိုးသူ့ရဲ့ position မျိုးမဟုတ်တဲ့ခါသူစီကနေပြီးတော့တာမန်ချီသွန်းလောက်ပဲကျွန်တော်မြင်ရတာ ်နော်ဒါအပြင်ပင်နေတီတွေကလည်းဇက်တိုက်တွေလိုဝင်နေတယ်ဆိုတော့ဒီကောင်ကလည်းတိုင်ပတ်နေတာကက်စမဲရိုကတော့ပြန်ပါလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်မိန်းနူတို့ဘာတို့ကိုသူလုံးဝမယုံကြည်ပါဘူးဆိုတဲ့ကစားမတွေကိုသူအနာကအပြောင်းလဲဖြစ်လိုက်နောက်မြပွင့်မြူမှာထည့်ပြီးတော့သုံးလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဘက်ထရီတူကူကတော့ left wing back ပေါ့လေဆိုတော့ right wing back မှာတော့ကျွန်တော်တို့အနေနဲ့ဒါအပြောင်းလဲကကျွန်တော်တို့အနေနဲ့ပြောတော့ဟိုကျွန်တော်ကတော့မျှော်လင့်နေတယ်ထားပါတော့အာမက်ဒီယာလိုလိုဘာလို့ကိုကျွန်တော်မျှော်လင့်နေတယ်ဒါပေမဲ့လို့ ဓာတ်လုတ်ပဲပါလာဦးမယ်လို့ကျွန်တော်ထင်တယ်ဒီညမှာအကြောင်းရင်းတစ်ခုရှိတယ်နံပါတ်1ကပေါ့နော်နံပါတ်1ကဓာတ်လုတ်ကိုထပ်ပြီးတော့သူကစားကျင်လာပြီးလို့ရှိရင်အာမက်ဒီယာလိုကကျတော့ဘယ်လိုပြောရမလဲအာမက်အနေနဲ့အခုမှပေါ့နော်ပြန်ပြီးတော့သူအသင်းနဲ့ပူပေါင်းနေတာအဲပူပေါင်းတာလည်းမကြသေးဘူးပေါ့နော်လီဂျင်ကန်လေးဆင်းနေတာလေဒါပြင်ကျွန်တော်တို့ကဒီကောင်လေးကစိတ်တက်ပိုင်းရာထိခိုက်မှုတွေရှိထားတာပေါ့မိသားစုဝင်ဆုံချုံထားတယ်ဆိုတော့အဲ့တော့သူတို့ကျွန်တော်ချက်ချင်းသုံးဖို့ဆိုလို့ရှိရင်သူ့စီကအရေးချင်းအပြည့်အဝကိုကျွန်တော်ပေါ့နော် ထုတ်ထုတ်တုံးနိုင်မှုကထုတ်ပြီးရယူနိုင်မှုကအချိန်ကြီးနေပါတယ်အဲ့တော့အာမတ်ကတော့ပါလာလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဒါလောပဲပါလာလိမ့်မယ်လို့ကျွန်တော်ထင်တဲ့အတိုင်းပဲ MOD နေနဲ့တိုက်စစ်ကိုကျွန်တော်သွားရမှာတိုက်စစ်ကိုခက်မြင်မြင်သွားရမှာတိုက်စစ်ကိုအမှန်ကန်သွားနိုင်မှာကျွန်တော်ရမှာဆိုတော့အာမတ်ကိုပဲတုံးသိနေလို့ကျွန်တော်ယူဆတယ်ပေါ့နော်နံပါတ်2နှစ်နေရာကတော့ကျွန်တော်ဒါအပြောင်းလဲမရှိဘူးပေါ့ဗျမေဆန်မောင်းလည်းပဲအရန်ကုန်မှာပဲပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်တိုက်စစ်ကတော့ရှက်စကူပေါ့ဒီနေရာမှာဟိုဘယ်လိုပြောမလဲအပြောင်းလဲအများကြီးမရှိမဲ့တိုက်စစ်ပိုင်းမှာ ဖြစ်လာနိုင်တာကတော့ Shesh Ku ကိုအရန်ကိုမှထားပြီးတော့ Matisse ကွန်ညာကိုတိုက်စီကိုထားပြီးရင် Bruno ပါလဲ Mason Mount ကို Nero နဲ့ပတ်တက်မှာပြန်ထည့်ပေါ့ဒါပဲအပြောင်းအလဲကအများကြီးမရှိဘူးဒါဒီပုံစံပဲဒီပုံစံပြောင်းလဲလာမှာမဟုတ်ဘူးเนาะဆိုတော့တိုက်စီမှာဂိုးမရတဲ့ပြဿနာတွေကျွန်တော်တအားကြုံရတယ်တိုက်စစ်ကစားမတွေကိုရီစီရောက်လို့ရှိရင်ဒုက္ခရောက်သွားတဲ့ပြဿနာတွေအများရင်ကြုံရတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့အတင်းရဲ့နီးပြားတွေဟာအရန်ကို direction နဲ့ကစားဟန်တွေကိုအရန်အားကိုးကြပြီးတော့ တိုက်စစ်မှုကိုဘယ်သူမှဥတည်မကစားတဲ့အခါကျတော့တိုက်စစ်မှုတွေကကိုသွင်းဆွမ်းဆောင်ကြီးကောင်းလည်းပဲအခွင့်အရေးမရတော့တိုင်ပတ်တယ်။ကိုသွင်းဆွမ်းဆောင်ကြီးကောင်းလည်းပဲအခွင့်အရေးမရတော့ကျွန်တော်တော်တော်လေးတိုင်ပတ်တယ်။အခုဆိုဘင်ဂျမင်ရှက်ကိုကိုကျွန်တော်ကြည့်ရတာတကူပဲရှိသေးတယ်။အဲ့ဒီတကူမှဆိုလို့ရှင်ဘယ်နှကြိမ်ကျွန်တော်တို့အနေနဲ့ကိုအသင်းပေါ်ရဲ့ဘက်ကဖန်တီးပေးခဲ့လေ။သူကသူလူပြီးတော့မနှဲကန်ပြီးတော့သူကိုအရသွားတာ။ဘယ်သူကမှဘင်ဂျမင်ရှက်ကူကူနော်ခေါင်းတိုက်ဖို့တို့ဟလာနော်အပိတ်သွင်းဖို့တို့အခွင့်အရေးတွေဖန်တီးပေးနိုင်နိုင်မျိုးကြီးကျွန်တော်မရှိဘူး ဒါကလည်းအကြောင်းရင်းနေရှိတယ်ဗျ။ကစားအမားတွေကမပေးလို့အသင်းပေါ်တွေကဘောလုံးမပေးလို့ဆိုတာထက်ငါတို့အသင်းတိုက်စစ်စင်ကစားဟန်ဆိုတာဘယ်လိုလဲဆိုတာသိဖို့လိုတယ်။အမူရင်ဟာတိုက်စစ်ပိုင်းမှာဆိုရှင်အရန်ဒါရက်ဖြစ်တဲ့တိုက်စစ်စင်ကစားဟန်ကိုသူကသွားနေပြီးတော့တိုက်စစ်မှုကိုဥတည်ပြီးတော့ကစားဆိုတဲ့ပုံစံမျိုးဟုတ်မနေဘူး။စစ်စတန်တခုရှိမနေတဲ့အခါတိုက်စစ်ကကိုရဖို့ကျွန်တော်တော်တော်တိုင်ပက်သွား။ဒါကြောင့်လည်းပဲတွေ့ခဲ့ရကစားမားကသူတို့အီဒီယာထိတ်မှဘောလုံးရနေကျွန်တော်အတုံကင်နေကြတာပဲ။ဘလို့မှကျွန်တော်အစဉ်ပြေးမနေဘူး။ဆိုတော့ဒါကြောင့်ဒီပွဲမှာဆိုလို့ရှိရင် ဘယ်လိုပြောမလဲတိတ်ပြီးတော့ကျွန်တော်တော့အမှန်တမ်းပြောရင်ကိုရက်လက်ပိုင်းရမမျောလင့်တော့ဘူးဘာမှရက်လက်ပိုင်းရကျွန်တော်ဘာမှမမျောလင့်တော့ဘူးဒါအစိုးရရှိသေးတယ်နော်ယာဒီအစအစိုးရပဲရှိသေးတဲ့အချိန်မှာပရိသတ်တယောက်အနေနဲ့ကိုအသင်းစီကနေပြီးတော့ရက်လက်ကောင်းနေမမျောလင့်တော့ဘူးဆိုတဲ့စကားမျိုးကတကယ်တမ်းပြောရင်တော်တော်ကြက်တည်တုံးတယ်တော်တော်ကြက်တည်တယ်တိုးတော်လည်းပဲအကြီးကမှားမနေဘူးကျွန်တော်ကြည့်ကြည့်ပြကျွန်တော်တို့ဟိုအသင်းကြီးတွေနဲ့တွေ့လို့ရက်လက်ကောင်းအောင်မျောလင့်လို့မရပြန်ဘူးဒါဆိုလို့ရှိရင်ကျွန်တော်အလဲလဲအသင်းတွေနဲ့တွေ့တော့ရောမျောလင့်လို့ရလားဆိုတော့လည်းမရပြန်ဘူး တန်းတက်အသည့်နဲ့တွေ့ရင်ရောမျောလင်းလို့ရလားဆိုတော့လေမရပြန်ဘူးအခုကြည့်လေဆန်ဒလန်ကအဆင့်9ရောက်နေတယ်ဗျာနော်သူတို့တပွဲပဲသူတို့ရှုံးနေတယ်ပရီးမီယာလိ6ဘွယ်6ဘွယ်ကစားပြီးတဲ့အချိန်မှာကိုရီ2ဘွယ်တော်3ဘွယ်ရှုံးပြီးသွားပြီ3ဘွယ်ရှုံးပြီးသွားပြီအဲ့ဒီတည်းမှာကိုထက်ပူကောင်းပါတယ်ဆိုတော့နှစ်သင်းမန်စီးတီးနဲ့အာဆင်နယ်ကိုကျွန်တော်ရှုံးထားတယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ညီနဲ့ကိုထက်အများကြီးပူပြီးတော့အားနေတဲ့အသင်းဘရန်ဖို့ကိုကျွန်တော်ရှုံးထားတယ်ဆိုတော့ကျွန်တော်တို့ကကိုထက်ပူကောင်းတဲ့အသင်းနဲ့လည်းရလကမကောင်းဘူး ခုထက်ညံ့တဲ့အသင်းနဲ့လည်းရလကမကောင်းဘူးကျွန်တော်တို့ဘလူသွားပြီးဘဲသင်းတဲ့ပွဲမှာဘာသွားမျှော်မလဲဘာမှမျှော်လင့်လို့မရဘူးဒီသင်းတဲ့ပွဲမှာကနော်ဆိုတော့လက်ရှိဆန်ဒလန်နဲ့မှမဟုတ်ဘူးလက်ရှိဘဲအသင်းနဲ့ပဲကန်ကန် United ဆန်ကိုကျွန်တော်ဘာမှတိတ်ပြီးတော့မျှော်လင့်လို့ရတဲ့အနေထားမှာမရှိဘူးနော်အဲ့တော့ဘယ်လိုပြောမလဲကျွန်တော်ကတော့အသင်းကအခုအမားတွေလုံနေပြီဗောနော်အမားတွေကလုံနေပြီဘာလဲဆိုတော့ဆန်ဒလန်နဲ့ပွဲမှာသုံးမရရင်တောင်မှအန်ဘူရင်ရဲ့အခြေအနေတွေကအပြောင်းလဲပြီးမှပြောင်းလဲပြီးမှမဟုတ်ဘူးနော်ပြောင်းလဲပြီးမှမဟုတ်ကျွန်တော်အနေနဲ့ သူ Ineos ကသူတို့သူတို့သူတို့မှားကြောင်းเนาะသူတို့တက်တည်မပြကျင်တာဝန်မခံကျင်တာနဲ့ Amorin ကိုအလုပ်ဖြစ်မလားဖြစ်မလားနဲ့သူတို့က center forward ပုံစံမျိုးတွားနေတာတရက် Amorin ကိုထားလीအတင်းဘက်ကတရက်တိုင်ဘက်လीပဲเนาะဒါဟာနီးပြကိုသဘောမကျလို့လားဆိုတော့ဟုတ်တယ်မှန်တိုင်းပြောရင်ဘာလို့သဘောမကျလဲဆိုတော့ရလက်ကောင်ကြီးယူမပေးနိုင်လို့သဘောမကျတာလက်ရှိမှာကျွန်တော်သဘောကျတဲ့အချက်ကလည်းရှိမနေဘူးဗျာအပြည့်သူ့သူ press conference တွေမှာစကားပြောတာတွေဘယ်တော့ကောင်းပါလိမ့်ပြောပြောအဲ့ဒါတွေကအသိန်းကိုအမှတ်မရဘူးเนาะအဲ့ဒါတွေက သူ့အနေနဲ့ပေါ့နော်ဒါအသင်းတာဝန်ရှိသူတွေဂျားထဲမှာသူနဲ့ဒါ relationship တိဆောက်တဲ့ကတကယ်တကယ်အဆင်ပြေကောင်းပြေလိမ့်မယ်အထောက်အကူပြုကောင်းပြုလိမ့်မယ်ဒါပေမဲ့အသင်းအတွက်အမှတ်ရဖို့အတွက်ကျွန်တော်တို့ပေါ့နော်အထောက်အကူပြုမနေဘူးဆိုရင်ကျွန်တော်တို့ကနီးပြမှမဟုတ်ဘူးကစားမတွေလည်းဒီတိုင်းပဲနော်အသင်းအပေါ်ကိုကျွန်တော်တို့ကကောင်းတဲ့လက္ခဏာတွေယူမပြပေးနိုင်ဘူးဆိုလို့ရှိရင်ဘာမှသိပြီးတော့ဆက်ပြီးတော့အချိန်ကြီးကောင်းတယ်ကျွန်တော်အကြောင်းမရှိဘူးနော်ဆိုတော့ဒါကြောင့်နီးပြအမိုးနေအနေနဲ့ ယူနိုက်တက်ရဲ့ဘက်ကပေါ့နော်ဒါကတော့မှားတာကတော့မန်ချက်စတာယူနိုက်တက်ကမှားတာပါအမ်မိုရင်ဆိုတာတဲ့ဘာလို့လဲဆိုတော့အမ်မိုရင်ကတော့သူ့အလုပ်သူလုပ်နေတာပဲနော်သူ့အလုပ်သူလုပ်နေတာပဲထုတ်မယ်မထုတ်ဘူးဆိုတာကသူ့ရဲ့တာဝန်မဟုတ်ဘူးအင်နီယောရဲ့တာဝန်သာဖြစ်တယ်နော်ထုတ်မယ်မထုတ်ဘူးဆိုတာကဆိုတော့ကျွန်တော်အမ်မိုရင်တရဲ့ဆက်ရှိနေရင်အတင်းတွက်တရဲ့ပြဿနာကြီးမယ်ဆိုတော့အတင်းတာဝန်ရှိသူတရဲ့ဘက်ကတရဲ့အထက်ပြီးတော့အမှားလုပ်တယ်လို့ပဲကျွန်တော်ယူဆရမှာပဲဆန်ဒလန်နဲ့ပွဲမှာလည်းဒါကြောင့်ပေါ့နော်ကျွန်တော်ကတော့ မ်မိုဒီမှာဘယ်လိုပဲဖြစ်ဖြစ်သူ့အချင်းကြီးကိုအပြောင်းလဲပေးလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ဘာလို့လဲကျွန်တော်ပြန်ပြီးတော့ကျွန်တော်ကြည့်ရအောင်ပါဗျာတည်လားနော်အချင်းကြီးကမကောင်းဘူး။ဆိုတော့ဆန်ဒလန်နဲ့ပွဲမှာအဲလူစင်းရင်နှစ်နေရာတော့အပြောင်းလဲကလွှဲရင်ဘာမှန်းကျွန်တော်ပြောင်းလဲလာမယ်လို့ကျွန်တော်မထင်ဘူး။နောက်တစ်ခုကကျွန်တော်က formation ပြောင်းရင်တော့မှအရင်စိတ်မလုံရှားကြနဲ့ကျွန်တော်တော့ပြောင်းမယ်မထင်ပါဘူးဘယ်သူမှလည်းပြောင်းလို့မယ်မထင်ဘူး။ဒါပေမဲ့ဘာလို့လဲဆိုတော့ formation ဆိုတာလည်းကျွန်တော်ပြည်တနာတက်နေတာဒီကျွန်တော် formation အပါဝင် system ကပြည်တနာတက်နေတာ။ဘာလို့လဲဆိုတော့သူ system ဟာ ို့တင်ကစားမားတွေရဲ့ဘောနော်အရေးချင်းကိုအကောင်းဆုံးအသုံးမချနိုင်တဲ့ပုံစံမျိုးဖြစ်နေတယ်။အဲဒီတော့ဘာမှအကြည့်နေမကောင်းဘူး။ဆိုညီကတို့ရောဘလို့မျောလင်းကြတဲ့ဒီပွဲမှာနော်ဆွေးနွေးကြပါဦးဆိုတော့ MO ရဲ့နောက်ဆုံးပွဲလို့ညီကတို့ထင်ကြလားအားလုံးကိုကျေးဇူးများကြီးပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ